မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအတိုင်းငိုင်းတွေစားရတာညင်းငွေနေတဲ့သူတွေအတွက်အကုန်ကြလဲတက်တာစီပြီးအာဟာရပြည့်ဝတဲ့ကလဘဲနတ်စီပြန်ရင်းလေးကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာကျွန်တော်နဲ့အတူဗီဒီယိုလေးကိုစုံတီးကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ ထုံးစံအတိုင်းစီသက်ဖို့အတွက်ကျွန်တော်တို့စက်သွန်နေနဲ့စက်သွန်ပြူကိုပါပါလီပီထားရပါမယ်ခဏပြီးရင်အိုးတဲ့ကိုစီထည့်ပါမယ်ခဏနွဲ့မုတ်အနေငယ်လေးထည့်ပါမယ်ခဏစီနေငယ်ပူလာရင်စက်သွန်ဖြူနီထည့်ပေးပြီးတော့စီသက်ပေးပါမယ်ခဏ ကြက်သွန်လေးတွေအနေငယ်နှွှင်းလာရင်တော့ကလပ်ပဲဟင်းအယောင်လေးလှအောင်လို့ရောင်တင်မုံအနေငယ်ထည့်ပေးပါမယ်ခင်ဗျာ ခဏလောက်မွေးပေးပြီးအစိမ့်နံလေးပျောက်သွားရင်တော့ကျွန်တော်တို့ကလဘဲထည့်ပါမယ်ခင်ဗျာကလဘဲကိုဒီတန်းရေစိမ့်ပြီးလဲထည့်ချက်ရသလိုပြုတ်ပြီးမှချက်ရင်လည်းရပါတယ်ခင်ဗျာအခုကျွန်တော်ကတော့ကလဘဲကိုနိုင်ဝက်လောက်ပြုတ်ပြီးမှချက်ပြပေးထားပါတယ်ခင်ဗျာကြည့်ရင်ရတာလေးတွေထည့်ပေးလိုက်ပါမယ်ခင်ဗျာရတာတွေစားနေငယ်ချုံမုံနေငယ်နဲ့တခြားတို့ကိုအုံပြုတ်ပေးထားပါတယ်ခင်ဗျာ ကလပရင်ကမာစလာနဲ့တင်းတင်းလေးနဲ့မှစားကောင်းတာဖြစ်လို့မာစလာလေးအနေငယ်လေးထည့်ပြီးထားပါရခင်ဗျာပြီးရင်တော့ကလပရက်ဒီအရသာလေးတွေစိတ်ဝင်သွားအောင်လို့တေချာလေးတမအောင်မှုေပေးပြီးအဖုံလေးအုပ်ပြီးထားလိုက်ပါမယ်ခင်ဗျာ မိနစ်နဲ့ငယ်လောက်ဖုန်းအုပ်ပြီးလို့ရတာလေးစိတ်ဝင်သွားလောက်ပြီးဆိုရင်တော့ကလပဲဤလေးဖြစ်သွားတဲ့အထိရေထည့်ပြီးချက်ပေးလိုက်ပါမယ်ခင်ဗျာဒီရင်တော့ကလပဲလေးတွေအကျက်မြန်သွားအောင်လို့ပုံလေးအုပ်ပြီးထားလိုက်ပါဦးမယ်ခင်ဗျာ ီနေ့မှာကျွန်တော်ကကလပဲကို ပြုတ်ပြီးမှချက်တာဖြစ်လို့ရေတခါတဲ့ချက်ပြုံနဲ့ကလပဲလေးကနုနုဤလေးဖြစ်သွားတာပါကလပဲကိုမပြုတ်ပဲဒီတိုင်းထည့်ချက်မယ်ဆိုရင်တော့ရေနှခါ၃ခါလောက်ထည့်ပေးပြီးချက်ရပါမယ်ခင်ဗျာဟဲ့အကြီးများများလေးနဲ့စားကျင်တဲ့သူတွေကရေကြံအောင်ချက်ပေးပါခင်ဗျာကျွန်တော်ကတော့ပြပြလေးစားကျင်လို့မလို့ ဒီနေထားလေးထိချက်ပြီးထားလိုက်တာပါခင်ဗျာရတာမြည်ကြည့်ပြီးကိုစိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့အာဟာရပြည့်ဝပြီးမစလာနဲ့မှုမှုလေးနဲ့ကလေးပဲနဲ့စီပြန်ရင်းလေးကိုသုံးဆောင်နိုင်ပါပြီခင်ဗျာရင်းလေးကဓမင်းစားမြင်စီတဲ့အပြင်ခန္ဓာကိုယ်အတွက်လည်းအာဟာရပြည့်ဝစီတဲ့ရင်းလေးဖြစ်လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်နော် ီဒီယိုလေးကိုစုံတီကြည့်ရှုပေးတဲ့တဝူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော် channel လေးကိုလည်း like and subscribe လေးနဲ့ကဲပေးဖို့တောင်းဆိုပါတယ်ခင်ဗျာနောက်ထပ်ဟင်းကောင်းလေးတွေနဲ့ပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ပါတယ်ခင်ဗျာကျေးဇူးပါ